ဟေးယိုအားလုံးပဲမင်္ဂလာပါဒီမိုင်ဖူဘလော့နီကျိုးသွားရဲ့ဒီနေ့မှာတော့ယူရီယာ20ဒီချန်နီတီကိုခွဲစားမှာဖြစ်ပါတယ်ယူရီယာယူရီယာ20ဒီဟာ220ဘတ်မြန်မာငွေ3000ပဲပေးရပါတယ်ဘတ်မောစီဟာနီဝင်လာတာ အကီဂျီယိုတရားပဲပြရပါတယ်ဈေးဗမောဈေးမှာဘလူးဈေးတက်တာပါအပြင်မှာဆိုရင်ထိုင်းမှာဆို160လောက်ရှိပါတယ်တကေဂျီတရားဆိုရင်မြန်မာငွေနဲ့ဆိုရင်တောင်းတောင်းတုံးတောင်းတောင်းလေးတောင်းအဲ့လောက်ပဲရှိပါတယ်ဒါ2.4 2. တို့ပေါ့နော်အဲ့လောက် kg လောက်ရှိပါတယ်အလုံးမှာအဲ့ဒါကိုကျွန်တော်အဲ့လိုဝိုင်းပြီးတော့လုံနေတာကိုရှူတာပေါ့အဲ့ဒါကအသားပြေပြီးတော့အသားမြပါတယ်တွေ့ရင်ဒီဝိုင်းပြီးလုံနေတာတွေကမြန်မာနိုင်ငံမှာဆိုရင်တကယ်ကြီးကိုသတိန်းကြော တဲ့အဲ့လိုမျိုးပေးနေတဲ့အချိန်မှာယူရီးယားရောက်နေတဲ့အတွက်ယူရီးယားကမှကတကယ်ကြီးရော160အဲအရန်စီကြီးရဲ့မျိုးစားတွေဆိုရင်ကန်ရောင်တီးတွေဆိုရင်တကယ်ကြီးရော150အိုင်လုံးနဲ့စီးတဲ့စီးတဲ့တော့ဝယ်စားလို့ရပါတယ်ထိုင်းမှာရောက်နေတဲ့အတချက်တစ်ခုပါပါတော့အတွင်းကအခုဆိုရင်မှဒါရီယာအများကြီးပါ တွင်ဒီရဲ့အလုံးအဝိုင်းမီလုံးနေဟာရအတားများပြီးတော့ပြေးပါတယ် ဆိုရင်တွင်းဒီကျွန်တော်တချမ်းပဲရှိပါသေးရဲ့အဲ့ဒါခွဲထားတာပါတချမ်းကိုအိုက်လောက်ရနေပါပြီအဲအရန်တက်ပါတယ် ောင်းနေတဲ့အသေးလေးနှမြောင်းရပါတယ်အဲ့ဒါဥမာငွေချက်3000ပါကျွန်တော်ဆက်ဆွဲပါပြီတို့ရှာတာ ူတို့ရောင်းတဲ့အမြောင်းလေးပေါ့နော်တမြောင်းတမြောင်းလေးတွေကိုဟိုထိုးရောင်းတာအဲ့လိုဟာမျိုးထက်အသီးလိုက်ဝယ်စားတာပေါ့နော်အလုံးလိုက်ဝယ်စားတာတော့ပိုတန်ပါတယ်အလုံးလိုက်စားတဲ့အခါကျရင်သူကခွဲပြီးတော့ကြည့်လို့ရပါတယ်ပေါ့နော်ကိုအေးအေးတောက်ကောင်းမကောင်းဟိုအမ်ပြလို့ကြည့်ပြီးတော့မှကိုချိန်မှရှူလာလို့ရပါတယ်အတိုင်းမှာဆိုရင် 一百块钱。